အားလုံးပဲမင်္ဂလာပါခင်ဗျာတမောနင်းရှိုးနယူးစ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ပြပေးမှာကတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့နေဆက်ပြဿနာကနေပေထုံတန်ဥဆောင်တဲ့ထိုင်းဆိုရပြုတ်ကျလူနေပါဖြစ်သွားရတဲ့အခြေအနေစီမင်းခံပြင်းစနစ်လို့အမိခံထားပေမဲ့နိုင်ငံတော်အာဏာကိုနောက်ွယ်ကထိန်းချုပ်နေတဲ့ထိုင်းပြင်းရဲ့အခြေအနေစတဲ့အခြေအနေတွေနဲ့ပတ်သက်လို့အော်စီကကိုစီဝါရဲ့တုံးသက်ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ မင်္ဂလာပါခင်ဗျာဒီရန်ကြောင်းမချောင်းနေလူရီယာကြောင်းအရင်ချောင်းလိုက်နော်အဲ့ဒါမြန်မာပြည်နဲ့ပိုနီးတော့ဟိုပြဿနာတွေကြီးကြီးတက်တက်တက်နိုင်တဲ့အခြေအနေရှိနေတယ်နော်အဲ့ဒါလေးကိုနည်းနည်းချောင်းလိုက်မယ်ချားလားမသိဘူးโอเคပေထုံတို့ယူရီယာကြောင်းအရင်ဆုံးပြောမယ်ဒီလိုဖြတ်လိုက်ယူရီယာကြောင်းကဘာဖြစ်နေလဲယူရီယာမှာဘာဖြစ်နေလဲဆိုတော့ယူရီယာနဲ့ကမ္ဘောဒီးယားနဲ့ border border tension ရှိတယ်အနေနဲ့ရှိတယ်အခုမှမဟုတ်ဘူးခရီးရရှိတယ်နော် ဆိုတော့ तू ကဘာဖြစ်လဲဆိုတော့သူတို့အဲ့ဒီဖြစ်နေတဲ့နေရာ temple စီရှိတယ်တချို့ဟာတွေ temple စီကကြီးလိုက်တော့တကယ်အကဝက်က temple မျိုးတွေเนาะဖျားတွေကအခုဖျားတွေရှိတယ်သို့တော်လေသို့တော်လေယူရီးယား तू ကအဲ့ဒီတချို့ဟာတွေကိုတချို့တချို့တချို့နေရာတွေကြတော့ तू ကယူရီးယားနဲ့ကမ္ဘောဒီးယားနဲ့ပေါ်လာမှာက2000တောင်းလာမသိဘူး ုတော့တဲနောက်တုန်းကလားမသိတခါ border အကြီးအကျယ်တဲချင်းဖြစ်ပြီးစစ်ဖြစ်မှုတွေစစ်ဆိုတာ skirmishes ပေါ့နော်ဒီကောင်ကဟိုနာဒီနာထိထိတွေ့မှုပေါ့ထိတွေ့မှုတွေဖြစ်မှုတွေဖြစ်မှုတွေမှာရောက်30လောက်တည်မှုတွေအခုတစ်ခေါက်ကတယောက်လားတည်သွားတယ်နော်တယောက်လားတည်သွားတယ်ဆိုတာကမ္ဘောဒီးယားဘက်ကစစ်သားတယောက်ကျသွားတယ်နော်ကျသွားတာဟိုအဲ့ဒါကြီးကအကြောင်းမဟုတ်ဘူးအဲ့ဒါကြီးကဘာမှမဟုတ်ပြဿနာမရှိဘူးပြဿနာမရှိလို့ဖြေရှင်းလို့ရတာတွေကြီးပဲဘာပြဿနာဖြစ်လဲဆိုတော့ဒီထိုင်းဝန်ကြီးချုပ် ကောင်းမလေးရောဇယ်လေးရာဇယ်လေးရာနော်ပီထုံဘာစုစုပါညာပီထုံတက်စင်တမီရနော်ဟွန်ဆန်ကိုသွားပြီးတယ်လီဖုန်းဆက်ပြီးတော့ private talk ပေါ့နော်ဟွန်ဆန်ကမနော် prime minister retire ဖြစ်သွားပြီနော်ကမ်ဘောဒီးယားမှာ retire ဖြစ်သွားပြီမဲ့လို့သူကကမ်ဘောဒီးယားကို effectively ဒီဘယ်ကြီးက run လုပ်နေလို့မဲ့နော်အခုတက်တာလဲသူသားပဲတဲ့နော် prime minister ကနောက်ပြီးတော့ ကမ္ဘောဒီးယားရဲ့ဘရင်ကဂျီဘုတ်ဒီဘေးကဂျီဘုတ်ကမ္ဘောဒီးယားကြောင်းကလည်းစိတ်ဝင်စားဖို့ကောင်းတယ်နော်ကမ္ဘာပြည်ကတချို့ကမ္ဘာလေးတွေကကမ္ဘောဒီးယားဘာများလဲညီသားကြီးဘာညာဟောအဲ့ဘေးအဲ့ဘေးအဲ့ဘေးချေကြီးနော်ဆိုတော့အားလုံးကဟွန်ဆန်ကသူကချေလေနေတာချေလေနေတာကသူကလည်းအိုးဆောင်ကမာပြားဆိုနေဝင်းကြီးလိုပဲသူကအရင်ကလိုမျိုးနှစ်ပေါင်း20ကျော်လောက်သူကအုပ်ချုပ်လာတော့သူကအကုန်တည်တယ်အကြတာအစားတည်တယ် ဆိုတော့ကမာလီကအာကူပြီးတော့ဒီဘဲကြီးကိုအန်ကယ်ဆိုပြီးတော့သွားခေါ်လိုက်မိတယ်တယ်လီဖုန်းဆက်ပြီးပြောတယ်အမှန်တော့ဒီကမာလီကလက်ရှိနော်ဝင်ကြီးချုပ်ယူရီးယားဝင်ကြီးချုပ်ယူရီးယားဆိုတာအများကြီးချမ်းသာတယ်ကမ္ဘောဒီးယားရဲ့ဆိုင်ပြောကြစရမ်းဆိုရင်နော်အများကြီးချမ်းသာတဲ့အတိုင်းဒီပို့ပြီးတော့မြင့်တယ်ပေါ့ဗျာရှင်းရှင်းလေးပြောရအောင်လွယ်လွယ်နဲ့ပြောရအောင်စကားပညာသားမပါဘူးနဲ့ပြောရအောင်သူအဖေနဲ့လည်းခင်နေတယ်မှာလေဒီဟွန်ဆန်းနဲ့သူသူက ခေါ်တာကတော့ခင်မင်းယင်းကြီးဆိုတာ ਨੇ เนาะ uncle လို့ခေါ်ပြီးတော့ပြောတယ်ပြောပြီးတော့နောက်တစ်ခုကအဲ့ဒါတစ်ခုအဲ့တစ်ချက်မှားတယ်နောက်တစ်ချက်ကပါလဲဆိုတော့ဒါ telephone conversation နေเนาะပြောနေတာအဲ့ဒီ telephone conversation ကအပြင် public ကို leak ဖြစ်သွားတာပေါက်ချသွားတာလူနှစ်ယောက်တည်းပြောနေတာเนาะတိုင်းပြည်ခေါင်းဆောင်နှစ်ယောက်တည်းပြောနေနော်ကွန်ပိုရီယာဘက်ကတော့ defective leader ပေါ့ official leader တော့မဟုတ်ဘူးနော်ဒီယူရီယာဘက်ကတော့ ဇေလီကတော့ဘောဆယ်လက်ရှိတော့သူဝင်းကြီးချုပ်ကကင်ထားတာပဲယာလူကတော့ဒါပေမဲ့ဘလောက်ခံမမမသိဘူးအဲ့ဒါလည်းပြောပြနံပါတ်1ကအန်ကယ်လို့ခေါ်ပြီးခင်မင်းကြီးကြီးစွာနဲ့ဆက်ဆက်နေအန်ကယ်လို့ခေါ်ခြင်းအားဖြင့်ကိုကတိုင်းပြည်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေတယ်ဝင်းကြီးချုပ်တယောက်ဖြစ်နေတယ်ဆိုလို့ရှိရင်တချို့နေရာတွေကပြောရဆိုရတာတွေကတချို့နေရာတွေကျတော့ပြောရဆိုရတာသတိထားရနော်နောက်တစ်ခုကဘာလဲဆိုတော့ယူရီးယားစစ်တပ်ကသူတို့ရဲ့နေနေတဲ့ဟို ကမ္ဘောဒီးယားနိုင်ငံတွေကိုကြော်ပြီးဝင်သွားပါတယ်ဆိုပြီးတော့အဲ့လိုဘယ်လိုပါသွားပြောလိုက်နေတယ်သူကတော့ဇယ်လီကတော့ဘာပဲပြောပြောဒီကမ္ဘာလီကတော့အတွေ့အကြုံမရှိတော့ခင်ဗျရင်းနှီးမှုရအမှားလုပ်ပြီး informally engage လုပ်တာဟွန်ဆောင်အဲ့ဘက်ကစစ်တပ်ကလည်းသူကကြည်ပြီးထိန်းထားပြီးဖို့အတွက်ရည်ရွယ်ပြီးကောင်းသောရည်ရွယ်ချက်နဲ့ပြောတာနော်သဘောယိုးနဲ့ပြောတာ သို့တော့မှားသွားတာအဲ့ဒါအဲ့ဒီအခုအဓိကမှားသွားတာအဲ့ဒီ telephone conversation က leak ဖြစ်သွားတယ် public ကနော်လူတွေကထင်တာတော့ဟောင်းကဘောဒီယားဘက်က leak ဖြစ်တယ်လို့ထင်တယ်နော်အဲ့ပြဿနာအဲ့လိုတက်နေတက်တော့ဘာဖြစ်လဲဆိုတော့ရှုပ်ကုန်မျိုးမှာရှုပ်ကုန်ဘယ်တော့ဖြစ်မလဲတော့ကိုယ်လည်းမသိဘူးသူတို့အကြောင်းတိတ်ပြီးတော့ မလေးလာနေတော့မသိဒါပေမဲ့အခုက information ပြန်ပေးတယ် share လုပ်တဲ့အနေနဲ့ပြောတာအဲ့တော့ဒီအစိုးရကဒီတက်ရှင်တို့တမီးတို့ရဲ့အစိုးရကအပြတ်သက်နိုင်ပြီးတော့အစိုးရဖွဲ့ထားတဲ့ cabinet မဟုတ်ဘူး coalition ရှိတယ်ဒီမှာ coalition ကထွက်သွားပြီသူကညွန်ပေါင်းအစိုးရညွန်ပေါင်းအစိုးရမှာတချို့ cabinet post တွေကထွက်သွားပြီဆိုအစိုးရပြတ်ပြီးတည်တာ နော်အဲ့ဒီသဘောမှရှိနေနော်စစ်တပ်ကလည်းသူ့ကိုမချီဘူးဘာဖြစ်လို့လဲဆိုတော့စစ်တပ်ကသူကမှားတယ်သူတို့အမှားလုပ်တယ်လို့မျိုးပုံစံမျိုးသူကသွားပြီးတော့ဝန်ခံလိုက်တဲ့ပုံသဘောတက်ရောက်သွားတယ် in experience ဖြစ်နေတဲ့အခြေအမှာနော်အခုဖြစ်နေတဲ့အခင်းချင်းကသက်ရှင်နှမောက်လားမသိဘူးဒါတော့လေသက်ရှင်နှမရင်လက်ကူလားမသိဘူးရိုးရီးအားရဆောင်းစင်းတိတ်ရှုပ်တယ်အဲ့ဒါကြောင့်မလို့သူတို့တိုက်ပြီးတော့လေလာသူခဏနေတုန်းကတက်တာကြီးပဲသူနှမောက်ကလည်းတရားစွဲဖို့မှာ ဝရမ်းထုတ်တာနော်အဲ့တော့ political tension ကတော့အရန်ကိုပတိမငြိမ်ဖြစ်နေတယ်အဲတချို့ကတော့စစ်အာဏာသိမ်းမယ်လို့အထီးကောင်ပြောနေကြတယ်ဖြစ်မဖြစ်တော့မသိပါဘူးနော်ဖြစ်မဖြစ်တော့နည်းနည်းလေးစောသေးတယ်ဖြစ်နိုင်ဖြစ်နိုင်စရာရှိရှိနေတယ်ပေါ့နော်ဖြစ်နိုင်ရရှိနေနော်ဒီတိုင်းပြောကြစမ်းဆိုဘင်္ဂလားဒေ့ရှ်လည်းဖြစ်နိုင်စရာအကြောင်းရှိနေတာပဲနော်ဒါယူရီးယားအကြောင်းဂျုံလို့ဝင်ပြောတယ် အဲ့ဒီတော့ကဒီတက်စင်တို့ပါတီကအာဏာရလာတာအမှန်တော့သူတို့ကအဓိကနိုင်တာမဟုတ်နိုင်တကြီးအဓိကအောက်ကောင်သူလည်းပေါင်းလေးရှာတိတ်သူလည်းနာမည်တော့မေ့နေပြီထားလိုက်ပါတော့နော် तू က too radical ဖြစ်လို့အယောင်ကိုတကယ် true opposition ဖြစ်လို့ तू ကမရတာအဓိကအဓိကယူရီးယားမှာအဓိကဘယ်သူကဘယ်သူက run လုပ်နေလို့ထင်တယ် ကကွန်စတီတူရှင်းနယ်မော်နာကီလို့သာပြောတာအမှန်တော့မော်နာကီကဘရန်ဒုံနေတာသူကနောက်ကချေလေဒီအကုန်လုံးအဲ့တော့သူတို့ election ပြီးတော့ဟောပီတာအဲပီတာပီတာတို့ကပီတာနဲ့ဤဥစ္စာနဲ့ပေထုံနဲ့ဆိုဘယ်သူရွေးမလဲပီပေထုံတို့ရွေးမှာပေါ့ဒါရှင်းရှင်းလေး better the devil လीနောက်ကပြင်းရဲ့ ီကောင်လုံးနေတာမယုံမရှိနေတာကောင်းပြောတာအခုကပီတာလည်းညောင်းသွားပြီပီတာမှလည်းအင်အားမရှိတော့ဘူးဆိုတော့ဒီဥမာသူ့ကိုဖယ်ရှားအချိန်ကြီးဖယ်ရှားလို့ရတယ် politics ဆိုတာအဲ့လိုပြောတာ politics ဆိုတာအဲ့လိုဒီညစ်တယ်လို့ပြောတာเนาะအဲ့တော့ဟို တခုခုဆို constitutional monarchy ဘာညာလဲရှောက်ပြောနေဆိုအားချောင်းနေတာနော် monarchy is a monarchy ပဲ britain မှာလည်းအဲ့တိုင်းပဲ britain မှာတကယ်လို့သာ royal family ကအခုတက်နေတဲ့ကောင်ကြီးကိုမကြိုက်ဘူးဆိုလို့ရှိရင်ဖယ်ရှားလို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်ဘလို့လေသူတို့အတွက်ကနော်ဖယ်ရှားလို့ရတဲ့နည်းလမ်းတွေအများကြီးမှအများကြီးပဲနော်အဲ့တော့ loria ကလည်းနည်းနည်းဆွတ်လို့တော့ဖြစ်နေတယ် ာတချို့ကတော့ကမ္ဘောဒီးယားကနည်းနည်းညစ်လိုက်တယ်လို့ပြောတာပဲနော်ကို research မှာကြည့်ရကြည့်ဝင်နေကြည့်ရတော့ကမ္ဘောဒီးယားမှာလေ ground troops ကတော့ strong ဖြစ်တယ်ကမ္ဘောဒီးယားမှာ air force က fighter jet မရှိဘူး fighter jet တစ်စင်းတော့မရှိဘူးသူတို့ရဲ့ ground troops ကတော့ strong ဖြစ်ပါတယ်နော်ဒါပေမဲ့ Thai military နဲ့ရှင်လိုက်လို့ရှိရင်တော့သူတို့အများကြီးအများကြီးကိုတော်တော်လေး weak ဖြစ်ပါတယ်နော် တကယ်မြေ territorial ကတော့ကိုယ်အမြင်မှာတော့နော်ကိုယ်အမြင်မှာတော့ဒါ Cambodian territory ပါဟုတ်စာယူရီယာတော့တော်ပြီးစင်းရှုပ်တဲ့တော့မရှိနေပါလေနော်အမှန်တိုင်းပြောရရင်ပေါကောင်တွေကလူဖြစ်နေတာကြာပြီမနေ့မနေ့တိုင်းပြောရရင်စစ်ပြေခဏခဏဖြစ်လို့နော်ဆိုတော့ဒါဟိုစာပေါ့ခြေစင်းလေးပေါ့နော်အဓိကပြောချင်တာဒီကိစ္စမဟုတ်ဘူးဒီကောင်တွေကဖြစ်ထားတဲ့အကြောင်းမဟုတ်ဘူး တို့မှာဘယင်ရှိတယ်တို့ဘယင်ကဩစာတပေါင်းရတော့ဒါနောက်ဆုံးဘယင်ပဲဒီကောင်ကနည်းနည်းကြက်မပြည့်ဘူးမနေ့တိုင်းပြောရသူမွေးထားတဲ့ตาလေးကလည်းသိချက်မပြည့်ဘာလို့သူတို့တွေကရိုးချင်းချင်းနေပြန်ယူပြီးတော့မမျိုးမင်းတွေကပေးစားတာရှိတယ်အဲ့ဒါပုံမှန်လေးလေးနေပြောနေရနော်ဟိုစားတခုဆိုရိုင်းနေဆိုလို့ရှိရင်ကွင်းလွတ်ပြီးနားထောင်ပါเนาะအဲကိုအနေနဲ့ကို brand က brutally honest ပါเนาะ honesty honesty လို့ပဲအဓိကထားပြီးပြောတာပါနော်ဆိုတော့တဘာအောင်ရတော့တာတောက်ဆုံးပြင်မယ်ဒါပေမဲ့ဘလူကိုင်းတွေဘာတွေဖြစ်သွားမလဲတော့မသိဘူးဆိုတော့နိုင်ငံရေးပါတီအားလုံးကိုနောက်ကနေပြီးတော့သူမကြိုက်ရင်မကြိုက်တယ်လို့ဖယ်ရှားနေတာယူရီးယားမှာတခြားလူမပါဘူးနော်အဲ့မှာဒီလာတဲ့တောင်ကျော်တွေရောဗမာပညာရှင်တွေရောအမျိုးစုံတွေရှိတယ်။ခြားလူမပေါ့ဘယင်းမှာပဲ။အဲ့ဒါတော့ရှိဘူး။ เนาะเออသူတို့မှာ overriding power ရှိတယ် authority overarching authority ရှိတယ်အဲ့အတွက်ကြောင့်ဘယ်အစိုးရဘယ်နေ့မှာပဲဖြစ်ဖြစ်ပြုတ်ကျပြုတ်ကျသွားတိုင်းပြည်ကမရက်တန်ပါဘူးတိုင်းပြည်ကဆက်လက်လက်ပတ်နေလို့ရတယ်နော်ဆက်လက်လက်ပတ်နေလို့ရတယ်တိုင်းပြည်ပြက်သွားတယ်ဆိုတာမရှိဘူးအစိုးရမရှိလို့နော်အစိုးရမရှိလို့တိုင်းပြည်ပြက်သွားတယ်ဆိုတာမရှိဘူးရိုးရဲ အတွင်းရှင်ဒီဥမာပဲထောလဲထောနေတော်တော်ထောနေတယ်ဒီကောင်တော်တော်ချမ်းသာနေတယ်အဲဗမာတွေကိုပဲကျုံပြူပြီးတော့ချမ်းသာပါလားနော်အဲ့လိုပြောတော့လူကြားလို့ကောင်းမှာမဟုတ်ဘူးအဲ့ဒါအမှန်ဒီအတောင်ကျော်တွေနဲ့သူတို့ economy ကိုတိဆောက်သွားတာဒီဗမာပြည်ကထွက်တဲ့ gas တွေနဲ့သူတို့ economy ကိုတိဆောက်သွားတာထောတော့ထောနေတယ်နော်ဆိုတော့ဘာဖြစ်မလဲဆိုတော့လည်းစောင့်ကြည့်လိုက်အောင်နော်ဒီလေးလေးပါလေးလေးကိုလည်းဖတ်ကြည့်လိုက်လေ့လာပြီးတော့ ဟိုငနထူးကြရင်ပြန်ပြီးတော့ညဝေပါမယ်เนาะလွတ်လပ်စွာဟိုစာဟိုကွဲပြားခွင့်ရှိပါလေเนาะဟိုတချို့လူတွေကြားလဲသူတို့တည်တာတွေကတချို့ဟာရှိတယ်လေရှိတဲ့ခါကျသူတို့အမြင်နဲ့နဲ့ကိုယ်အမြင်နဲ့မတူတာတွေရှိတယ်ကိုကတော့ပုံမှန်လင်းလင်းပဲပြောတယ်လို့အာ short to the point ပဲအာပြီးတော့ဒါလုံးနေဆိုတာလဲအဓိကအဖြစ်อ่ะဥစ္စာကြောင့်ဘာနာပါလို့လုံနေတာချက်ချာအလုပ်တွေအများကြီးရှိနေတယ် နော်အာချောင်းနာအာချောင်းနာတကူတွေကဒါဓမင်းစားလို့မရဘူးဒီဟာနော်အဲအဲ့ဒါမျိုးတွေလုပ်နေရတာနော်ဆိုတော့ okay ယူရီယာကိစ္စဒီမှာခဏတစ်ဖြက်နားလိုက်ပြီနော် နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်